မင်းရောက်နိုင်တဲ့ရှိချင်းပြန်ကိုပြိုင်တူစိန်ခေါ်လိုက်တဲ့အင်းအင်းရဲ့ကြောက်ဖြူဒိုးစင်16နှစ်သားအင်းကစစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်နက်ရင်ဆိုင်နေရတဲ့ကြောက်ဖြူဒိုးစင်ကအေးတချုံရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲလဲဖြစ်တယ်လို့သိရပါတယ်။2014ခုနှစ်မေလကအမရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပင်လယ်ကမ်းချိန်အသီးစားရေနံတွင်လောက်ကွက်အနီးကစားနေတဲ့ကလေးငယ်တအူးရဲ့ဓာတ်ပုံကိုလည်းဖော်ပြထားပါတယ်။အမရခတက်တော်အင်းကရခိုင်ပြည်နယ်တွင်စစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့ကိုမေလအတွင်း ွင်းထိုးစစ်များစတင်ခဲ့တဲ့တည်င်းထွက်ပေါ်လာခဲ့တော့လေရခိုင်မြို့သိမ်းထိုးစစ်တွေနဲ့မတူးစည်ရေးတည်င်းအချက်အလက်တွေကိုအထူးလူဝတ်ထားပြီးဒီကနေ့အချိန်ထိမြေတီကျင်းညာချက်မှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးဒီအချိန်ဒီမှာကြောင်ဖြူမြို့ရဲ့အနောက်တောင်ဘက်30ကီလိုမီတာခန့်အကွာမလန့်ကျွန်းကျေးရွာရှိတဘာဝတန်ွေတန့်စင်ကန်တွန်းပို့ဆက်ယုံတရုတ်အစိုးရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လဲပတ်နေတဲ့တဘာဝတန်ွေထားပြီးဆိုင်ယုံ China National Petroleum Corporation ကုမ္ပဏီဖွဲ့ရဲ့တဘာဝတန်ွေပိုင်လိုင်းထိန်းချုပ်ပို့လို့ ကန်နဲ့ကလျက်တောင်ကုန်းပေါ်ရှိ စကန်ကုန်းကိုအင်းကမေလ29ရက်နေ့မှာဒရုန်းများနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းများထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီစကန်မှာစစ်တပ်ကခန်းဆဲကလုံးချင်းများအခိုင်အမာတိစောက်တဆွဲထားပါတယ်။အဆိုပါတိုက်ပွဲများတွင်မေလ26ရက်နေ့မှာစစ်ကောင်စီတပ်နီးပြူဟာမှုပုံမှုကြောင့်အဆင့်တအုပ်တည်ဆုံခဲ့ပြီးစေဦးစီမှုပထမရန်အဆင့်ဒုတိယပုံမှုကြီးတအုပ်နဲ့တပ်ဖွဲ့ဝင်တချို့ကိုမေလ30ရက်နေ့မှာ အေအေကဖမ်းဆီးရမိကြောင်းသတင်းနဲ့တပ်ပုံတွေကိုဒေတာသတင်းမီဒီယာတွေကနေဖော်ပြခဲ့ပါတယ်။ရုပ်တရက်ထွက်ပေါ်လာတဲ့အဲ့ဒီသတင်းတွေကမြည်တိလာရကိုညွှန်ပြနေတယ်လဲ။အေအေရဲ့ရခိုင်မျိုးသိန်းစစ်စင်ရေးများနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူချင်းဆိုင်စစ်တပ်ရဲ့စစ်စင်ကိုကဲမှုအစင်မြင့်အရာရှိများတည်ဆုံဖမ်းဆီးခံရတဲ့သတင်းတွေကကြောက်ဖြူမျိုးကအေအေလက်အောက်အချိန်မီရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။၎င်းကတရုတ်စင်း ရတဲ့စိုးရင်ပူပန်မှုတွေကိုငယ်တဲ့ရောက်သွားစေနိုင်တဲ့သတင်းဖြစ်ပါတယ်။အကြောင်းကရခိုင်ကန်ယိုးတန်းပေါ်ရှိချောက်ဖြူမြို့ကမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားရရဲ့ဗဟိုချက်ဒါမှမဟုတ်နှလုံးသားသက်ပွင့်အရှိပါလာပါတယ်။အခုအခါတရုတ်နှလုံးသားကို ပြမှတ်ထားတဲ့ချောက်ဖြူဒိုးစစ်ကိုအေကမြို့သိမ်းတိုက်ပွဲအထိစစ်ရှင်မြင်လာနေပြီလားစိတ်ဝင်တစားစောင့်ကြည့်ရပါရမေးတရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုအကာအကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာတွေအနီးတောင်ကုန်းငယ်ပေါ်မှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုအေရဲ့တိုက်ခိုက်မှုကပြည်ချင်းမြို့တော်ရှိတရုတ်ကောင် င်းဆောင်တွေကိုစိန်ခေါ်နေသလိုရှိပါတယ်တရုတ်ကျူစီဝါကိုတိုင်းဟိုက်ချင်းချောင်းလိုက်တာကြောင့်အီရင်ဆိုင်နေရမယ်တရုတ် PR တွေကဘယ်လိုလဲတရုတ်နယ်စပ်အခြေဆိုင်ကိုကန် MND တောင် DNL တပ်ဖွဲ့တွေနဲ့မတူတဲ့အာသာချက်တွေအေးမှရှိနေတာကအမှန်ဖြစ်ပါတယ်ကြောက်ဖြူမျိုးကရန်ပြေကျုံရင်မြောက်ပိုင်းမှာတရှိပြီးကျုံရင်တောင်ပိုင်းမှာရန်ပြေမျိုးတရှိပါတယ်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရခိုင်ပြည်နယ်အတွင်းစတင်ခဲ့တဲ့2023ခုနှစ်စစ်စင်ရေးအတွင်းရန်ပြေမျိုးကို3လကြာထိုးစစ်ဆင်ပြီးနောက်2024ခုနှစ်မလ17ရက်နေ့မှာအ အင်းကတင်ပိုင်ခဲ့ပါတယ်အဲ့ဒီကလေးကရှမ်းပြင်းမြို့ကိုတိမ့်ပိုက်ပြီးအကြောင်းဖြူမြို့ကိုဇက်တိုက်ထိုးစစ်ဆင်မာလာလို့ဆိုရင်စိမ့်နေမြို့ခံပြည်သူအများပြားစစ်ပီးရှောင်ခဲ့ကြမှုပါတယ်စစ်ကောင်စီရဲ့2024ခုနှစ်အောက်တိုဘာလတကောင်စင်းကောက်ယူမှုမှာတောင်းဖြူမြို့နယ်ရဲ့လူဦးရေကို6200 9,286ဦးသာဖော်ပြခဲ့ပါတယ်။2014ခုနှစ်တကောင်စင်းမှာတော့လူဦးရေက36,352ဖြစ်ပါတယ်။9,386ဦးရောင်းနေနေခြင်းဖြစ်ပါတယ်။အဆိုပါပြောင်းဆုံးသွားတဲ့လူဦးရေကစစ်ကောင်စီစီရင်မကောက်နိုင်တဲ့အေးအေးထိန်းချုပ်ဒေသတွေမှာရောက်ရှိနေခြင်းအခြားမျိုးတွေကိုပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။တရုတ်အစိုးရကကြောက်ပြူမျိုးကိုတင်ယူနိုင်ဖို့ဒုစစ်ဆင်နွှဲနေတဲ့အေးကိုဖိအားပေးလာပြီးဖြစ်ပါတယ်။မကြာသေးခင်ကလာရှုမျိုးပေါ်ရက်ကွက်တွေကိုကိုကန့်တပ်ဖွဲ့ MNDA ကစစ်ကောင် ောက်စီလက်ထဲပြန်လည်လွှဲပြောင်းပြင်ခဲ့ပါတယ်တရုတ်စိုးရရဲ့အပြစ်ခတ်ရေးစိုးစောင်းကြီးဖွဲ့ဦးဆောင်နေအဲ့ဒီဖြစ်စဉ်မှာလာရှုမျိုးဒီကိုရိုင်းကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရအထူးကိုယ်စားလှယ်တင်ရှိခြင်းကမေလကုန်ပိုင်းမှာကချင်လွတ်မြောက်ရေးတမတော် KIA နဲ့အေအေကိုယ်စားလှယ်တွေကိုတရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်ဒီလိုတွေ့ဆုံခဲ့စဉ်ပမော်နဲ့ကြောက်ဖြူမျိုးတို့ကိုထိုးစစ်များဆက်မလုပ်ဖို့ဖိအားပေးခဲ့တယ်လို့သတင်းဌာနတွေကဖော်ပြခဲ့ပူပါတယ် ကချင်ပြည်နယ်တောင်ပိုင်းပမော်မြို့ကနိုင်ငံရဲ့အသက်သွေးကြောသဖွယ်မြောက်ပိုင်းဖြားမှာတောင်ဘက်မြဝကျုံပေါ်ဒီမဟာဗျူဟာကြကြဖြတ်တန်းစီစဉ်လျက်ရှိတဲ့အီယာရီမြို့အတွင်းမှာစိတ်ကမ်းမြို့ကြီးဖြစ်ပါရင်အထက်မြမာပြည်ရဲ့အဲ့ဒီစိတ်ကမ်းကိုတရုတ်နယ်စပ်မှအတူဆုံးကုန်းလန်ခီနဲ့ရောက်ရှိနိုင်တဲ့ပမော်မြို့ကတရုတ်အစိုးရရဲ့မြန်မာနိုင်ငံအတွင်းရှိပိုလန်မှရွှေဝန်းနဲ့လမ်းကြောင်း PRI စီမံကိန်းရဲ့ပထဝီမဟာဗျူဟာမြောက်မြို့ဖြစ်ပါတယ်ပမော်မြို့ကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတပ်တုတိုက်များဗဟုချက်ဖြစ်တဲ့ပန်ဝါဒေသကိုထိန်းချုပ်နိုင်တယ်လို့တရုတ်အစိုးရနဲ့ ဆက်ဆံရေးမှာထိန်ခွင်ရှာတိုးလာမှာဖြစ်ပါတယ်။ဒါပေမဲ့ဗမော်မြို့မှာတရုတ်ရဲ့ရှင်းနှီးမြုံနှံမှုတွေမြေပြင်မှာတရှိမနေသေးပါဘူး။ဗမော်နဲ့နိုင်ရှင်ရင်ကြောင်ဖြူကတရုတ်အစိုးရအတွက်အိန္ဒိယသမုဒ္ဒရာကိုမဟာဗျူဟာထွက်ပေါက်ဖြစ်ပြီးကြောင်ဖြူမှာဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမားတဲ့ရှင်းနှီးမြုံနှံမှုတွေရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မြို့နှမြို့ပေါ်တရုတ်အစိုးရရဲ့စိုးရိမ်ရင်မတ်ကွာချချက်ကိုမှန်းဆနိုင်ပါတယ်။ဒါကြောင့်ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမားတဲ့တရုတ်ရှင်းနှီးမြုံနှံမှုတွေတရှိရာကြောင်ဖြူမြို့ကိုတင်ယူနိုင်ရေးအေအေထိုးစစ်အခြေအနေကိုပုံမို ကိုသိရှိနိုင်ဖို့ Google အမည်ပုံပေါ်မှာစစ်တပ်ရဲ့တရင်တည်နေရာများတရုတ်စီမံကိန်းနေရာများအနီးဝန်းကျင်ကျေးရွာတချို့နဲ့တဘာဝတံငွေပိုင်လိုက်တိစောက်ဖြတ်တန်းသွားလာတဲ့နေရာတွေကိုဖော်ထုတ်လိလာတုံသက်ကြည့်ခဲ့ပါတယ်။ ညီပြမထွက်ပေါ်လာတဲ့တိုက်ပွဲသတင်းဒီပေါ်အခြေခံထားပြီးမြေပုံလိလံချက်အရရန်ပြင်းကျုံမြောက်ပိုင်းအစွန်ရှိကြောက်ဖြူမြို့ကိုကျုံရဲတောင်ပိုင်းရန်ပြင်းမြို့ဘက်မှ၎င်းကြောက်ဖြူမအီကလန်အတိုင်းကြောက်ဖြူမြို့နယ်အတွင်းရှိစနေမြို့နယ်မှ၎င်းအီကကြောက်ဖြူမြို့ရဲ့အချက်ချာနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်ဒါကြောင့်တရုတ်ထူးကိုစလဲတင်ရှိကျင်းကအီကောင်းဆောင်ပိုင်းကိုတွေ့ဆုံပြီးကြောက်ဖြူထိုးစစ်ရတတ်မှုဖိအားပေးလာတာဖြစ်ပါတယ်ဇော်လာနီယနီမှညီနောင်မဟာမိတ်သုံးဖွဲ့ကငလင်ပိတ်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ် က်အပြစ်ခတ်ရစဲခြင်းကိုစွန်လကုန်တီတိုးမြင့်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်နဲ့တရုတ်ထူးကိုယ်စားလှယ်တင်ရှိခြင်းရဲ့ထိုးစစ်များရပ်တန့်ဖို့ဖိအားပေးမှုသတင်းတွေကရှေ့စဉ်နောက်စဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။အပြစ်ခတ်ရကြီးညာပြီးကြောက်ပြူမျိုးနဲ့မှလက်တလုံးအေအေရဲ့ထိုးစစ်တွေရဆိုင်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းတညောင်းရီရေတပ်ဌာနချုပ်အမှတ်30ရဲ့တပ်ရင်ခလာရ34နဲ့ပင်လယ်ပြင်ထဲရှိစစ်ရင်ရင်တွေကအေအေတက်ရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်နေရလို့ဆိုပါတယ်။ဒါကြောင့်ရန်ပြေကျွန်းတောင်ပိုင်းကိုကန့်လက်ဖြတ် အတန်တွဲတိဆောက်ထားတဲ့တဘာဝတန်ခွေပိုင်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကြောင်ရောက်ပြီးပိုင်လိုင်းပောက်ကွဲနိုင်တဲ့အခြေအနေမြင်မာတာကိုလည်းမြေပုံလိလာချက်တွေရမှန်းဆနိုင်တယ်လို့ ဖော်ပြထားပါတယ်။ရန်ပြင်းမြို့ကိုအေအေးသိမ်းပိုက်ထားတာတနည်းကြော်ရှိပြီးဖြစ်ပါတယ်။ဒါအပြင်ရန်ပြင်းကျွန်းမှာကုန်းလန်းထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုန်းအဝေးပြေးကလန်ကြောက်ဖြူမအီအန်အဝေးပြေးကလန်အန်နဲ့တောင်ကုန်းမြို့တွေကိုအေအေးကသိမ်းပိုက်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူကအီတပ်ဖွဲ့များဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရတဲ့အတွက်ရေလန်းထွက်ပေါက်နဲ့လီလန်းကျောင်းသာရှိပါတော့တယ်။ကြောက်ဖြူထိုးစစ်မတိုင်မီအထိမြို့ပေါ်ရှိစစ်ကောင်စီရဲ့ခမရ940နဲ့943နဲ့ခလာရ34တိုင်ရင်များရှဲတိုင်ရင်32နဲ့ရခိုင်တန်ယိုတန် ်းနှုံကြုံရေးအကြီးဆုံးရေတပ်စခန်းဖြစ်တဲ့တညဝရီရေတပ်ဌာနချုပ်တို့ကကြောက်ဖြူမျိုးအီအီလက်အောက်မကြောက်စေဖို့တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုကာကွယ်ခန့်စင်အနေထားနဲ့တာရှိနေခဲ့ပါတယ်။ရခိုင်ကပြုလုပ်ခဲ့တဲ့ရန်ပြင်းမျိုးကိုပြန်လဲသိမ့်ပိုင်နိုင်ဖို့ကြီးရည်လေးတံပြန်ထိုးစစ်တွေကလည်းမအောင်မြင်ခဲ့ပါဘူး။ကြောက်ဖြူထိုးစစ်ကတပ်တန်း၁၆နှစ်တာရှိသေးတဲ့အီအီတပ်ဖွဲ့အတွက်စစ်ကောင်စီနဲ့တရုတ်ဆိုရာကိုတပြိုင်တည်းထိုးစစ်ဆင်တလို့ဖြစ်နေပါတယ်။တကယ်လို့အီအီကတရုတ်ဖိအားကိုခရုမဆိုင်ပဲကြောက်ဖြူမျိုး တင်းစစ်စင်ရေးကိုဆက်လက်ဆင်နွှဲမယ်ဆိုရင်၎င်းက2021ခုနှစ်စစ်အာဏာသိမ်းချိန်ကစပြီးတရုတ်ကျိုးစည်းဝါကိုအကြီးကျယ်ဆုံးထိခိုက်မဲ့စစ်ပွဲကြီးဖြစ်လာပါလိမ့်မယ်။ ထို့အတူကြောက်ဖြူမျိုးရဲ့အေးအေးသိမ့်ပိုင်နိုင်ရင်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တရုတ်ကောင်းဆောင်များအကြားဆက်ဆံရေးအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာပါလိမ့်မယ်။ရုရှားခီးစဉ်တွင်တရုတ်သမ္မတရှီကျင်းဖင်ကမင်းအောင်လိုင်းကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မင်းအောင်လိုင်းကလည်းအတက်နိုင်ဆုံးကာကွယ်ပါမယ်လို့ကတိပေးခဲ့ပါတယ်။ကြောက်ဖြူမျိုးကိုစစ်ကောင်းစီတက်လက်လွတ်လိုက်ရမှာကမခံမနိုင်တဲ့တရုတ် PR တွေကိုမင်းအောင်လိုင်းရင်ဆိုင်ရပါလိမ့်မယ်။ကြောက်ဖြူထိုးစစ်ကအေးအေးကောင်းဆောင်ထွန်းမြတ်နိုင်ရဲ့ကောင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ် က်မဲ့စစ်ပွဲဖြစ်ပါလာပါလိမ့်မယ်။ဒါရှုတင်ငန်းစာကိုရယူထားပြီးဖြစ်မယ်လို့ယုံကြည်ထားတဲ့ထုံးမြနိုင်ကကြောက်ပြူထိုးစစ်ကိုအောင်းနိုင်ပါကတရုတ်ပြည်အားကိုပြတ်သားစွာအန်တူးဆက်ကျင်နိုင်တဲ့တိုင်းသားတော်လိုင်းလက်နက်ကင်ဖွဲ့စည်းဖြင့်ရခိုင်ပြည်သူများတမကတနိုင်ငံလုံးရှိပြည်သူတရက်လုံးရဲ့လေးစားကုန်ပြုမှုနဲ့အတူလက်နက်ကင်တော်လိုင်းရဲ့တပ်ဦးနေရာမှာဥစားမှုအခန်းကဏ္ဍကိုရယူနိုင်တဲ့အထိတက်လန်းလာနိုင်မှာဖြစ်ပါကြောင်းတုံသက်တင်ပြလိုက်ရတယ်လို့စောင်းပါမှရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။